မင်္ဂလာပါရှင်ဘာမခင်းတဲ့တွင်ဌာနမှချူဆူလိုက်ပါရရှင်ယခုချိန်မှစပါမေလ20ရက်နေ့မနက်ခင်းတွင်များကိုအစီအခံတင်ဆက်ပေးပါမယ်ရှင်ပထမဆုံးတွင်နေနဲ့ဘကူးမြို့နယ်0ရွာရှိစစ်တပ်ကာကင်စကန်ကိုဝင်ရောက်တိုက်ခိုက်မှုလက်နက်14လက်သိန်းစီရရှိဆိုတဲ့တွင်ပဲဖြစ်ပါတယ် ။ပဲခူးတိုင်းပဲခူးမြို့နယ်ဇီရိုရွာရှိအကျန်းဖက်စစ်တပ်ကာကင်စခန်းကိုဝင်ရောက်တိုက်ခိုက်ရာလက်နက်၁၄လက်သိမ်းဆီရရှိခဲ့ကြောင်းမြို့သားညီညွတ်ရေးအစိုးရကာကွယ်ရေးဝန်ကြီးဌာနကထုတ်ပြန်ထားသည့်မေလ၁၈ရက်နေ့နနက်၂နာရီခန့်တွင်ပဲခူးမြို့နယ်ဇီရိုကျေးရွာရှိအကျန်းဖက်စစ်တပ်ရှေ့တန်းကာကင်စခန်းကိုအမှတ်နှစ်စစ်စင်ရေးနေမည်တိုင်းစစ်ဌာနပဲခူးအမှတ်၃၃၁တိုင်ရင်ကဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။ ထိုတိုက်ခိုက်မှုတွင်ဂျမ်ဘက်စစ်တပ်ဘက်မှ G4 တနက်2လက်၊ G3 တနက်2လက်၊ G2 တနက်3လက်နှင့် M1 ကပိုင်းတနက်6လက်နှင့်လက်နက်ခဲယမ်းများဆက်ဆက်73ပစ္စည်းများကိုသိမ်းဆည်းရရှိခဲ့ကြောင်းသိရှိရသည်။အဆိုပါတိုက်ခိုက်မှုအပြင်တွင်ဂျမ်ဘက်စစ်ကောင်စီတပ်ကာကင်စခန်းများကိုရှင်းလင်းဖျက်ဆီးမှုများလုပ်ဆောင်ခဲ့ကြောင်းသိရှိရသည်။ဆလဘီစစ်တုံးမဲမိသားစုဝင်300ကျော် AA ထက်မှန်လို့တနင်္လာတွင်စစ်တုံးမဲ1000ကျော်ပြန်လွှတ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ရှင်။ ရခိုင်ပြည်ဘူသီးတောင်မြို့သိမ်းတိုက်ပွဲတနှစ်ပြည့်အထိမ်းအမှတ်ဖြင့်တိုက်ပွဲတွင်ဖမ်းဆီးရမိသောစစ်ကောင်စီတပ်သားစစ်တော်မှမိသားစုဝင်300ကျော်ကိုအေအေကလွတ်ပေးခဲ့ကြောင်းသိရှိရသည်စစ်ကောင်စီတပ်သားများစစ်တော်မှများနှင့်မိသားစုဝင်များအားအရခတမ်ရောအေအေကပြန်လည်လွတ်ပေးရာတွင်ယခုနှစ်2025ခုနှစ်တနှစ်အတွင်းစစ်တော်မှ1023ကိုပြန်လည်လွတ်ပေးထားသည် ဖန်ဆီးရမိထားတဲ့73မန်းများထဲမှာပြန်လည်လွှတ်ပေး၍ရသည့်73မန်းများနဲ့မိသားစုဝင်များအားပြန်လည်လွှတ်ပေးခြင်းဖြစ်ကြောင်းအရခတမရအေကပြောဆိုထားသည်။ဖေဖော်ဝါရီလပထမပတ်တွင်73မန်းများနဲ့မိသားစုဝင်စုစုပေါင်း116ဦးကိုပြန်လွှတ်ပေးခဲ့ပြီးဖေဖော်ဝါရီလတတိယပတ်တွင်73မန်း198ဦးကိုအေကပြန်လွှတ်ပေးခဲ့သည်။ ပြန်လုပေးခဲ့တဲ့198ဦးထဲတွင်စစ်ကောင်စီ၏ဒုတိယရဲမှူးကြီးတဦးပါဝင်ပြီးအမျိုးသမီး149ဦးနှင့်အမျိုးသား52ဦးပါဝင်ကြောင်းသိရှိရသည်။ဧပြီလ23ရက်နေ့ကလည်းမင်းပြတိုက်ပွဲတွင်ဖမ်းဆီးရမည့်သည့်73မန်းများထဲမှပြန်လုပေးရရသော73မန်းများနှင့်မိသားစုဝင်190ဦးကိုပြန်လွှတ်ပေးခဲ့ပြီးမေလ16ရက်နေ့ကလည်း225ဦးကိုပြန်လည်လွှတ်ပေးခဲ့သည်။ရမန်နေ့မေလ18ရက်နေ့ကလည်းဘူတိတောင်မြို့သိမ်းတိုက်ပွဲတွင်ဖမ်းဆီးရမည့်သော73မန်းများထဲမှပြန်လွှတ်ပေးရသည့် 73မန်းများနဲ့မိသားစုဝင်314ဦးကိုအရန်ကောင်တက်မရော A ကပြန်လွှတ်ပေးခဲ့တယ်။ရခိုင်ပြည်တိုက်ပွဲတွင်စစ်ကောင်စီတပ်သားများနဲ့မိသားစုဝင်များထောင်ချီကိုအရန်ကောင်တက်မရော A ကဖမ်းဆီးရရှိထားပြီးရင်းအထက်ကပြန်လွှတ်ပေးသည့်ဥယျာဉ်စုစုပေါင်းတထောင်ကျော်ရှိလာခြင်းဖြစ်သည်။ပြီးခဲ့သည့်ဇန်နဝါရီလ19ရက်နေ့တွင်မြောက်ဦးမြို့နယ်ရန်ချောင်းဒေသတွင်ထားရှိသောစစ်တုံးမင်းများထားရှိရာနေရာကိုစစ်ကောင်စီကလေးချောင်းတိုက်ခိုက်ခဲ့၍စစ်တုံးမင်း28ဦးသေဆုံးခဲ့ပြီးအများပြားထိခိုက်ဒဏ်ရာရရှိခဲ့သည်။ ယခုဆက်လက်တင်ဆက်ပေးမယ့်သတင်းအကြောင်းအရကတော့မြင်းချံမြို့နယ်အနှင်းရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာတဲ့စစ်ကောင်စီတပ်သားများကိုဒရုန်းဖြင့်ပုံကျဲတိုက်ခိုက်မှုစစ်တပ်ဘက်မှတိုက်ခိုက်မှုရှိဆိုတဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ မန္တလေးတိုင်းမြင်းချံမြို့နယ်အနေရွာကိုစစ်ကြောင်းထိုးရန်ထွက်လာသောစစ်ကြောင်းကိုဒရုန်းဖြင့်တိုက်ခိုက်ရာစစ်တပ်ဘက်မှထိခိုက်မှုများရှိခဲ့ကြောင်းမြောင်ဒရုန်း 4MDF မှတောင်းရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်မေလ18ရက်နေ့မော်လယ်ပိုင်းတွင်အနေရွာကိုစစ်ကြောင်းထိုးဝင်ရောက်လာသည့်အင်အား200ခန်းမှအစံဖက်စစ်ကောင်စီတပ်သားများကိုတော်လိုင်းတပ်ဖွဲ့များကဖေဝင်ဒရုန်း6စင်းဖြင့်ပုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည် ရှင်တိုက်ခိုက်မှုအတွင်ဂျမန်စစ်ကောင်စီတပ်သားများထိခိုက်မှုရှိပြီးဒိဆုံမှုရေးတွက်ကိုအတည်ပြုနိုင်ခြင်းမရှိသေးကြောင်းတိုက်ခိုက်မှုဖြစ်ပွားပြီးနောက်ဂျမန်စစ်ကောင်စီတပ်သားများကလက်နက်ကြီးများဖြင့်ပြန်လည်ပစ်ခတ်ခဲ့တော်လည်းတော်လိုင်းတပ်ဖွဲ့ဝင်များအထူးကမ်းရှိပြန်လည်ဆုတ်ခွာနိုင်ခဲ့ကြောင်းသိရသည် စစ်ကွေးသေးစင်းကတော့မတိရသေးဘူး။ဘာဖြစ်လို့လဲဆိုတော့ခွေးတွေကသူတို့အပေါ်ကိုကျွန်တော်တို့ရဲ့ဘုံသီးကြပြီးတာနဲ့ပြည်သူတွေအကုန်လုံးကိုအပြင်းမထွက်ခိုင်းဘူး။အသေးပြောက်ရှိတာတော့သိပေမယ့်ပြည်သူတွေကလည်းအပြင်းမထွက်ရဘူးဆိုတော့ကျွန်တော်တို့အသေးပြောက်စင်းအတိအကျတော့မတိရဘူးဟုမြောင် drone 4 MDF မှာတာဝန်ရှိသူတို့ကပြောဆိုသည်။အဆိုပါတိုက်ခိုက်မှုကိုမြောင် drone 4 MDF drone ကြားခင်စိန်တပ်ဖွဲ့နဲ့အတူမဟာမိတ်များဖြစ်ကြသော MGN တိုက်က Phi Go drone တင်မြောင်အာမန်တဲ့ငန်းစုံ Revolutionary Air Force မြောင်းအောင်တပြေညီနောင် Local PDF ဘိုးဆောင်ကလေး Drone Strike Freedom Fighter Drone 4အမေသွေးပြောက်ကြားတပ်ဖွဲ့တွေကပိုးအောင်လုံဆောင်ခဲ့ကြောင်းသိရှိရသည်။ချို့သူအကြံဖက်စစ်ကောင်စီကမြန်မြန်ဆန်ဆန်ဆက်လက်တီးထုံနိုင်မှုကျွန်တော်တို့အောင်ပန်းဝေစီအညာမြေစက်သိန်း3000ကမ်ဘင်းကိုပောင်းဝင်အားဖြည့်ပေးကြပါယံမြောင်း Drone 4 MDF မှာအတိပေးနှိုးဆော်ထားကြောင်းသိရှိရပါရဲ့ရှင်။ ဆက်လက်ပြီးတန်တောင်ကြီးမြို့နယ်ရှိစစ်တိုက်တိုက်ခိုက်ရေးတင်းတဲ့ကြောင်းကိုတရားခွန်မမရှော့လိုက်တုံးငါလုံးမြက်ပြက်ကတ်တိုက်ခိုက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ကရင်ပြည်နယ်တန်တောင်ကြီးမြို့နယ်ရှိကျန်းဘက်စစ်တိုက်တက်မတော်ကြီးတိုက်ခိုက်ရေးကြောင်းပြင်းအောင်ကိုတရားခွန်မမရှော့လိုက်တုံးငါလုံးမြက်ပြက်ကတ်တိုက်ခိုက်ခဲ့ကြောင်း Brave Warrior for Myanmar BW အဖွဲ့မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တဲ့ရင်ဌာနတန်သူပြောဆိုသည်။ရှမန်နေ့မေလ19ရက်နေ့နက်နက်9:20မိနစ်ခန့်တွင်တန်တောင်ကြီးမြို့နယ်မြင်းအောင်တက်မြို့ရှိအကျန်းဘက်စစ်တိုက်တက်မတော်ကြီးတိုက်ခိုက် ရေးကြောင်းကိုတရားခွန်မမရှော့ရိုက်တုံး၅လုံးဖြင့်ပြစ်ခတ်တိုက်ခိုက်ခဲ့ရာ၄လုံးအောင်မြင်စွာကြားရောက်ပါခွဲခဲ့ပြီးစစ်သားများထိခိုက်ဒေဆုံးမှုကိုစုံစမ်းနေစေဖြစ်ကြောင်းသိရှိရသည်။ စစ်ကောင်စီတပ်ဖွဲ့အသေးသေးကိုအမိန်ပေးကုတ်ကဲနေတဲ့အရာရှိတွေကိုတစုတစည်းတဲ့တင်နန်းပေးနေတဲ့အကြောင်းဖြစ်လို့စစ်ကောင်စီရန်ညားအတွက်အလွန်အရေးပါတဲ့နေရာဖြစ်ပါတယ်။စစ်ကောင်စီရန်ညားကိုဖြိုလဲဖို့အ धिक အရေးပါတဲ့ပြင်မဲ့ဖြစ်နေရကြောင်းရယ်စစ်ကောင်စီတပ်ဖွဲ့တွေအနေနဲ့လည်းအမြဲတမ်းစိတ်မလုံခြုံမှုရှိနေစေဖို့ရည်ရွယ်ရွယ်ပြီးတိုက်ခိုက်ခဲ့တာပါဟု Brave Warrior for Myanmar BW အဖွဲ့မှတာဝန်ရှိသူတွေကရန်ကုန်ခေတ်တဲ့တရင်ဌာနထံသို့ပြောကြားသည်။အဆိုပါတိုက်ခိုက်မှုကို Brave Warrior for Myanmar BW Anti-Cop People Liberation Force CPLF, Montana, Civilian Defense Force, MKCDF, KNL တပ်မားနဲ့တိုင်ရင်းငါတို့ပူးပေါင်းရတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရသည်။အစံမဆက်ကောင်စီတပ်မတော်ကြီးတိုက်ခိုက်ရေးကြောင်းဘီယန်နောင်တွင်အောက်မြမပြည်ရှိတိုင်ရင်းတပ်ဖွဲ့အသေးသေးကိုဦးဆောင်နေကြသောအရာရှိများအတွက်တက်ဆူမှုတက်ခွဲမှုနှင့်တိုင်ရင်းမှုတင်နေများပေး၍တိုက်ခိုက်ရေးပညာကိုအဓိကသင်ကြားပေးနေသည့်တိုက်ခိုက်ရေးသင်တန်းကြောင်းဖြစ်ပြီးစစ်ရှုံးကောင်စီဩစာခံ၏ပြည်သူလူထုကိုနှီးမြှုပ်ဆုံးဖြင့်နှိပ်စက်ရန်စစ်ကောင်စီရန်များအမိန်ပေးကုတ်ကဲနေသောစစ်ကောင်စီအရာရှိများကိုပြည်သူကိုယ်စားတံမြန်တိုက်ခိုက်ရန်ရည်ရွယ်ရေး BW BWN နဲ့မဟာမိတ်များက BWN Mission 38အိတ်ကိုဖော်ဆောင်ရခြင်းဖြစ်ကြောင်းသိရှိရသည်ဆလန်တင်ဆက်ပေးမယ့်တဲ့ရင်ကြောင်းရကတော့ချောင်းဦးမြို့နယ်မှန်ချိုကျေးရွာရှိလူတားရသိန်းနိုင်ရှင်ဖီအားကိုစစ်တပ်ပြစ်ခတ်တော်လက်နက်ကြီးခြားရောက်ပောက်ကွဲပြီးနေအိမ်များလည်းပြက်စီပြီးရွာလုံးကျွတ်ထွက်ပြေးနေရဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။စကိုင်းနိုင်ချောင်းဦးမြို့နယ်မှန်ချိုကျေးရွာရှိလူတားရသိန်းရှင်ဖီအားကို ကျန်းမာဆက်တဲ့ပြက်ခတ်သောလက်နက်ကြီးကြားရောက်ပောက်ကွေ၍နေအိမ်များလည်းပြက်စီပြီးရွာလုံးကျွတ်ထွက်ပြေးနေရကြောင်း7 people defend for SPDF မှတာဝန်ရှိသူတို့ကရန်ကုန်ခေတ်သစ်တရင်ဌာနထံသို့ပြောဆိုသည်ရမန်နေ့မေလ19ရက်နေ့မွန်လယ်12နာရီခန့်တွင်ခြောက်ဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံး၌တက်ဆွဲထားသောအကျန်းမာဆက်ကောင်စီတပ်သားများကမှန်ချိုကြီးရွာကို120မမလက်နက်ကြီး3လုံးပြက်ခတ်ခဲ့ရာကြီးရွာတွင်ရှိလူတက်ရောက်သိမ်းနိုင်ရှင်ဖျားနေသည် နေအိမ်များပေါ်ကြားရောက်ပောင်ခွဲခဲ့ခြင်းဖြစ်ကြောင်းထို့ပြင်ကျေးရွာနေပတ်ဝန်းကျင်ကိုလည်းလက်နက်ကြီးများဖြင့်ပစ်ခတ်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရသည်ချောင်းမြို့ထွေရုံကစစ်ခွေးတွေက120မမလက်နဲ့ကြီးနဲ့ရန်တမ်းပြစ်ခတ်တာလူတိုက်ရတိုင်းနိုင်ရှင်ဖျားပေါ်ကြားတယ်။နောက်ပြီးပြည်သူတွေနေမော်ကြားတယ်။ပြည်သူတွေကတော့ကျုတ်တင်ရှောင်နေရလို့ထိခိုက်မှုတော့မရှိခဲ့ဘူး။နေစဉ်ရက်ဆက်လက်နဲ့ကြီးနဲ့ရန်ပြစ်ခတ်လို့ချောင်းမြို့နယ်ကရွာတွေမှာနေရောညပါရှောင်တိန်အိမ်နေရပါတယ်ဟု7 People Defense for SPDM မှတာဝန်ရှိသူတို့ကပြောဆိုသည် အဆိုပါဂျမ်းဘတ်စစ်ကောင်စီတပ်သားများလည်း120မမလက်နက်ကြီးများဖြင့်ချောင်းမြို့ပတ်ဝန်းကျင်ရှိကျေးရွာများကိုရန်တန့်ပစ်ခတ်နေခြင်းကြောင့်မှန်ချိုရွာပါဝင် အနီးအနားကျေးရွာများမှပြည်သူများသည်ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေရကြောင်းသိရသည်။ဆလဘီဝေကြီး7ဘက်မှတက်လာသောစစ်တပ်စစ်ကြောင်းကို PDF ပိတ်ဆို့တိုက်ခိုက်ဆိုတဲ့တဲ့ရင်ကိုတင်ဆက်ပေးပါမယ်ရှင်။ ပဲဂိုးတိုင်းပောင်းတယ်မြို့နယ်ဝဲကြီးဆယ်ပါးမှာတိန်ကုန်းတောက်ဝါတိုင်းစခန်းတို့အင်အားဖြည့်ရန်လာသောအင်အား80ခန်းမှစစ်ကောင်စီစစ်တပ်စစ်ကြောင်းကိုပိတ်ဆို့ဖြတ်တောက်တိုက်ခိုက်ခဲ့ကြောင်းပြည်ခိုင်တိုင်းရင်363တက်မှပြန်ကြားရေးတောင်းခံကပြောဆိုသည် မေလ18ရက်နေ့နနက်9:00နာရီခွဲခန့်ကတိန်ကုံရွာအနီးပိန်းတိုက်ဆန်းကျေးရွာသို့ရောက်ရှိလာသောစက်ကောင်စီတပ်သားများကိုတရင်363တင်းနဲ့တရင်363နှစ်မှရဲဘော်များကစနိုက်ပါလက်နက်ငယ်40မမတို့ဖြင့်ပိတ်ဆို့တိုက်ခတ်ခဲ့ခြင်းဖြစ်ပြီးစက်ကောင်စီဘက်မှ3ဦးသေဆုံးကထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း၎င်းကပြောသည် တိုက်ခိုက်မှုတွင်စစ်ကောင်စီတပ်ဗမာလက်နက်ကြီးလက်နက်ငယ်များဖြင့် ပြန်လည်ခုခံတိုက်ခိုက်ခဲ့တော်လည်းပြည်သူ့ကော်မတီတပ်ဖွဲ့ဝင်ရဲဘော်များအထူးကိမရှိပဲရင်းနေမေလ18ရက်နေ့ညနေ9:00ခန်းတွင်ပြန်လည်ဆုတ်ခွာခဲ့ရသည်ဟုတရင်363ညတက်ကအသိပေးသည် တိုင်းလိုက်ရဲလိုက်နေဆိုတော့ပွဲကတနေကုန်နေပါပါပဲကြားတယ်အခုလက်ရှိမှာတော့အဲ့ဒီစစ်ကြောင်းကတိန်ကုန်စခန်းကိုတောပေါင်းချပြီးဟိုတရင်363ညတင်မှပြန်ကြားရေးတာဝန်ခံကပြောသည်ပိတ်ဆိုတိုက်ခိုက်ခံရပြီးနောက်မေလာ16ရက်နေ့တွင်စစ်ကောင်စီတပ်ဘက်မှတိဆုံနှင့်ထိခိုက်ဒဏ်ရာရသူများကိုတိန်ကုန်ထိုင်စခန်းသို့တည်ဆောင်သွားပြီးတိဆုံသူများအားအမိန့်ပြန်ကားတကြွလိုက်ကြောင်းတရင်363ညတင်ကဆိုသည်လက်တလော်တွင်ပြည်ခရိုင်အတွင်ပေါင်းတလဲမျိုးနှင့်ပေါက်ခေါင်းမျိုးပေါ်တွင်စစ်ကောင်စီဘက်မှအင်အားထက်မှန်ဖြည့်တင်းထားပြီးမျိုးဝင် ွန်များကိုလုံခြုံရေးတင်းချက်ခါခံစစ်ပြင်ဆင်နေကြောင်းဒေသတွင်ရင်းမြစ်များထံမှစုံစမ်းသိရှိရပါတယ်ရှင်။